မေရိကန်မှာကားအမကန်ဝယ်တည်ထားတဲ့အချက်တွေပါ။နံပါတ်၁ကတော့ကားအမကန်ဈေးနှုန်းတစ်ခုတည်းကိုပဲမကြည့်ပါနဲ့။ဒီအမကန်ပမာဏအက်ဆီဒန့်ဖြစ်ရင်ကိုယ်ဘက်ကဆိုင်ရမယ့်ပတ်စံနဲ့တခြား benefit တွေကိုနှိုင်းယှဉ်ကြည့်ပါ။နံပါတ်၂ကတော့ဒီအသက်နေရာကားအမျိုးအစားရေမောင်းသက်တမ်းရေမောင်းရာဇဝင်နဲ့ဒီ credit score စတဲ့အချက်တွေကလစဉ်ပေးသွင်းရခြေပေါ်တက်ရောက်ပါတယ်။နံပါတ်၃ကတော့ဒီ minimum coverage ဆိုတာကပြည်내အလိုက်လိုအပ်တဲ့အနည်းဆုံးအမကန်ပမာဏပါ။ full coverage ဆိုတာကတော့ accident ဖြစ်ရင် ကိုယ်ကားအပါဝင် အပြေအဝအကာအကွယ်ပေးတဲ့အမြင့်ဆုံး plan ပါပြီးနေတစ်ခုချင်းမှာလိုအပ်တဲ့အနည်းဆုံးအာမခံပမာဏရှိပါတယ်အဲ့ဒါကိုဒီ insurance ယူတဲ့အခါထည့်ပြီးတော့စဉ်းစားဖို့လိုပါတယ်ဒါကို state minimum လို့ခေါ်ပါတယ်ဥပမာ Virginia ပြည်နယ်မှာဆိုရင်ဒေါ်လာ3000ဖြစ်ပါတယ်ဒီလဆင်ကြီးပေးသွင်းရတဲ့ငွေနည်းရင် accident ဖြစ်တဲ့အခါဒီကိုယ့်ဘက်ကပေးရတဲ့ deductible ဆိုတဲ့ပမာဏများပါတယ် လာစဉ်ကြီးများများပေးထားရင်တော့အဲ့ဒီကိုအိတ်ဆက်ရတဲ့ငွေပမာဒါကနည်းပါတယ်ပြီးနေတော်တော်များများမှာ credit score ကအမခန့်ဈေးကိုတက်ရောက်ပါတယ်ဒီ credit score မြင့်တဲ့သူကိုအန္တရာယ်နည်းတဲ့သူဖြစ်သတ်မှတ်ကြပါတယ်မိသားစုမောင်နှမဒါမှမဟုတ်လည်းတငယ်ချင်းကကိုကားကိုမကြာခဏယူမောင်းနေဆိုရင်တော့ကိုအမခန့်ထဲမှာသူတို့ကိုလည်းထည့်ထားပေးပါကိုကားမတော်တဆဖြစ်ရင်အမခန့်အတွက်အကျုံးဝင်အောင်လုပ်ပါ insurance ယူပြီးသွားရင်လည်းတစ်နှစ်မှာတစ်ခါနှစ်ခါလောက်တခြား insurance ကုမ္ပဏီကိုလှမ်းပြီးတော့ဈေးမေးစုံစမ်းကြည့်တင်ပါတယ်။တစ်ခါလေတက်တာတဲ့ဈေးနှုန်းနဲ့ရနိုင်နိုင်ပါတယ်။ဒီလိုဈေးနှုန်းတွေကို online ကနေစုံစမ်းတဲ့ website တွေကိုတော့ဒီပေါ်မှာဖော်ပြပေးထားပါတယ်ခင်ဗျာ။